မင်္ဂလာပါရှင်။ကန်ဒရောဝတီ Time သတင်းဌာနရဲ့အော်တိုဘာလ20ရက်သတင်းလာနေ့ညနေခင်းရုပ်သံတင်ကိုပြလဲတင်ဆက်ပေးပါမယ်။ရိုင်းကုံမြို့မှာရက်ပေါင်း20အတွင်းယင်းနှစ်တည်ဆုံးသူ3ဦးရှိခဲ့ပါတယ်။ကုံစီလန်းချောင်းပုံမှန်မဖွစ်တာကြောင့်ဖာလာစီအသက်အကြာကိုမတက်မနိုင်သေးဘူးလို့ကုံတယ်တွေကပြောပါတယ်။စိတ်ကြမာရေးကုစားတဲ့အနေနဲ့ခြံထွက်တည်နံစိုက်ပြတဲ့အစီအစဉ်တစ်ရက်ကိုစစ်ဆောင်စခန်းတစ်ခုမှာပြုလုပ်ခဲ့ပါတယ်။ ဂရနီပြည်အပါအဝင်မြန်မာနိုင်ငံအတွင်းကဒေသတချို့မှာတပတ်အတွင်းနေရာစစ်စိတ်မိုးထစ်ချုံရွာသွန်းလိုက်တယ်လို့ဆိုပါတယ်ဒီသတင်းတွေကိုတင်ဆက်ပေးပါမယ်လွိုင်ကုံမြို့ပေါ်မှာရေကြီးရေရှမ်းမှုဖြစ်ပွားခဲ့တဲ့ရက်ပေါင်း20အတွင်းယင်းနေ့တေဆုံးသူ3ဦးရှိခဲ့တယ်လို့ရွှေညောင်ပင်လူမှုကွန်ရီအသင်းစီကနေသိရပါတယ်အော်တိုဘားလ10ရက်နေ့ကနေအော်တိုဘားလ20ရက်နေ့အထိယင်း20အတွင်းမှာယင်းနေ့တေဆုံးသူ3ဦးရှိခဲ့တာပါပြီးခဲ့တဲ့အော်တိုဘားလ10ရက်နေ့မှာ နမ်ကိုရက်ကွက်ထဲကကလေးတူအော်တိုဘာလ9ရက်နေ့မှာတော့အမျိုးသားတအူရင်းနေတည်ဆုံခဲ့တာပါဒါအပြင်အော်တိုဘာလ18ရက်နေ့မှာလွိုင်ကုံမြို့ဒေါ်နိုကူရက်ကွက်ကမင်းချောင်းရေကန်မှာအမျိုးသားတအူရင်းနေတည်ဆုံမှုထမှန်ဖြစ်ပွားခဲ့ပါတယ်ရင်းနေတည်ဆုံတဲ့သူတွေထဲကတအူကအသက်17နှစ်အရွယ်ကလေးဖြစ်ပြီးဂျန်နအူကတော့အသက်30ကျော်အရွယ်ဖြစ်ပါတယ်လွိုင်ကုံမြို့တွင်ကိုဖျက်တမ်းစစ်ဆင်နေတဲ့ဘလူးချောင်းအနီအနားက နမ်ကိုဒေါ်နိုကူရှမ်ပိုင်းမင်းစုရွှေတောင်စတဲ့ရက်ွက်တွေမှာတော့ပြီးခဲ့တဲ့စက်တင်ဘာလကလေးကရေကြီးရေရှည်မှု ဖြစ်ပွားနေပြီးလက်ရှိအချိန်ထိရေမချသေးဘူးလို့သိရပါတယ်။ကုန်စည်တင်ယူပို့ဆောင်ရေးလမ်းကြောင်းတွေပုံမှန်မဖွင့်လက်တာကြောင့်ဖာလာဈေးကိုအတိအကျမတက်မနိုင်သေးတယ်လို့ကုန်တွေကိုဝယ်ယူဖို့အခက်တွေ့တယ်လို့ကုန်တယ်တွေကပြောပါတယ်။ပရိုဆိုမင်းရဲ့အနောက်ခြံကတောင်တူအများစုဟာ ဖာလာစိုက်ပျိုးပြီးအသက်မွေးဝမ်းကြောင်းပြုနေရတဲ့အတွက်ဂုံစီလန်းချောင်းပုံမှန်ဖွဲ့ဖို့နဲ့ဖာလာဈေးငိတ်ဖို့ကိုလိုလားနေကြတာပါပြီးခဲ့တဲ့နှစ်မှာဖာလာအချောင်းတပိတ်သားဈေးက18000ကျပ်အထိဈေးရှိခဲ့ပြီးဒီနှစ်မှာတော့ဖာလာအစိမ်းတပိတ်သားကို1500ကျပ်ဖာလာအချောင်းတပိတ်သားမှာတော့12000ကျပ်နဲ့ဈေးစဖွဲ့ထားတယ်လို့သိရပါတယ်အဲ့ဒီဖာလာတွေကိုတော့အများအားဖြင့်တောင်ငူဖက်ကိုတင်တွင်းရောင်းချကြတာပါ ဖာလာပေတွေကနေ့ရှင်စိုက်ပျိုးရတဲ့အပင်ဖြစ်ပြီးဖရူဆိုမြုနဲ့အနောက်ဖက်ချမ်းမာတော့နေ့စဉ်စီးပွားဖြစ်စိုက်ပျိုးလောက်ကိုင်းကြတာဖြစ်ပါတယ်။ဖာလာအပြင်နနွေဝဥတစ်ကြဘူခေါင်တလုံးဥနဲ့တောင်လုံးကျော်ဥတွေကိုလည်းဖရူဆိုမြုနဲ့အနောက်ဖက်ချမ်းကဒေသတွေမှာစီးပွားဖြစ်စိုက်ပျိုးကြတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘလာ၁၈ရက်နေ့က Time Grandiness ဆစ်ရှောင်းစခန်းတနေရာမှာဆစ်ရှောင်းပြည်သူတွေအတွက် စိတ်ကြမာရီကုစားပေးတဲ့အနေနဲ့တနိုင်းတပိုင်းခြံထွက်တည်နေဟင်းသီးဟေရွက်တွေကိုစိုက်ပြိုလောက်ကိုင်းရှိတဲ့အစီအစဉ်တစ်ခု ပြုလုပ်ခဲ့ကြပါတယ်။အချိန်ကာလကြာလာတာနဲ့အမျှစစ်ဆောင်လူထုတွေကစိတ်ကြမာရီဆာယာထိခိုက်ခံစားမှုများလာတာကြောင့်စိတ်ဒဏ်ရာတွေဖြေလျှော့ပေးတဲ့အနေနဲ့အခုလိုလှုပ်ဆောင်ပေးတာဖြစ်တယ်လို့စိုက်ပြိုရီတာဝန်ခံဆရာမတူဦးကပြောပါတယ်။ဆိုင်ပြူရီလှုပ်လိုက်လို့စိတ်ကြမ်းမာရီပပျောက်သွားမယ်လို့မဆိုလို့ပြိမဲ့တနိုင်းတပိုင်းဆိုင်ပြူလို့ရအောင် လူထုတွေအတွက်အကျိုးရှိအောင်ဆိုက မက်တန်ဟက်ရဲ့ကောင်းစဉ်အောင်မှာမှစိုက်ပျိုးရေးကိုလုပ်ပေးရတာဖြစ်တယ်လို့ဆရာမကပြောပါတယ်။စိုက်ခေအေကနအေကအတွင်မှာတော့ဆက်လက်ရွက်မုံညင်းရွက်ကစွန်းရွက်ခရံတီရုံးပတိတီသခွားတီဘူးတီနဲ့ဖယုံတီစတဲ့အသည့်အရွက်တွေကိုစိုက်ပျိုးခဲ့ကြပြီးလူဦးရေတရာကျော်ကအဲ့ဒီအစီအစဉ်မှာပါဝင်ခဲ့ကြပါတယ်။အဲ့ဒီဆက်ဆောင်စခန်းမှာတော့ HA 400ကျော်ရှိတယ်လို့လည်းသိရပါတယ်။ ခရီးနီပြည်အပါအဝင်မြန်မာနိုင်ငံအတွင်းကဒေသတချို့မှာတပတ်အတွင်းနေရာဆစ်ဆိတ်မိုးရွာသွန်းနိုင်တယ်လို့ဒီကနေ့အောက်တိုဘာလ20ရက်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကအသိပေးထုတ်ပြန်ပါတယ်။အရှိဖက်ကလာတဲ့လေပွေလိုင်းနဲ့မုန်တိုင်းရဲ့အရှိန်ကြောင့်နေရာတချို့မှာနေရာဆစ်ဆိတ်မိုးထချုံရွာသွန်းနိုင်ပြီးတချို့နေရာတွေမှာတော့နေရာကြဲကြဲမိုးထချုံရွာသွန်းနိုင်တယ်လို့ဆိုပါတယ်။နေရာဒေသအရခရီးနီပြည်အပါအဝင် နေပြည်တော်ရန်ကုန်တိုင်း ပဲခူးတိုင်း၊အေယာဝတီတိုင်း၊မန္တလေးတိုင်း၊တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်း၊ချင်းပြည်နယ်တွင်မှာတော့နေရဆစ်စိတ်မိုးထချုံရွာသွန်းနိုင်ကစကိုင်းတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းကရင်ပြည်နယ်နဲ့မိုးပြည်နယ်တွေမှာတော့နေရကြကြမိုးထချုံရွာသွန်းနိုင်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အခုရက်သက်သက်ပတ်အတွင်းဂရင်းပြည်မှာမိုးရေချိန်1.8လက်မကနေပြီး 3.9လဲမအတွင်မိုးရွာသွန်းလိုက်ပြီးမိုးရိပ်ချိန်မများပေမဲ့နေရာကွက်ပြီးခေတ္တမိုးတဲထန်တာရုတ်တရက်လေပြင်းတိုက်ခိုက်တာစတဲ့အခြေအနေတွေကိုတော့သတိထားဖို့လိုအပ်တယ်လို့မူလဝတ္ထပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်။ Controllability Time ရဲ့ညနေခင်းရုပ်သံတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များနဲ့ Greeny ပြည်သူပြည်သားများအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။ကျမမောင်ညာမှာပါ။